င်္ဂလာပါမစ်ဆွေကကိုနေပါခင်ဗျဟုတ်ပြီကိုနေလာရှော့တက်က HR HR manager ဟုတ်ပြီနော်ဟုတ်ပါအဲ့ဆိုကိုနေအကြောင်းလေးသိစေပြောပါအောင်အဲကျွန်တော်ရဲ့အဖွားပေါ့နော်သူပြောတဲ့ပြောပုံအရာတော့အဖေနဲ့အမေနဲ့ကတော်တော်လေးကိုမှအဲ့ဒီအချိန်တုန်းကကြိုးစားခဲ့ရတယ်ပေါ့ဗျာဟုတ်ကဲ့ကျွန်တော်ကိုမွေးဖားဖို့အတွက်ပေါ့ဟုတ်ကဲ့ဒါတော့နဲ့သူတို့နှစ်နှစ်လောက်ကြာခဲ့တယ်လို့ပြောတယ်အဲ့တော့ကျွန်တော်မွေးတဲ့အချိန်တုန်းကနှိမ့်စိတ်မှာပေါ့နော်ဟုတ်ကဲ့ ဲ့ဒီအင်းစိန်မှာကနည်းနည်းလေးအမဏိထခက်ခဲတယ်အဲ့ဒီကာလာကပေါ့လीဟုတ်ကဲ့အဲ့တော့ကျွန်တော်ကိုမွေးမွေးချင်းကာလာမှာပဲဟိုကိုနေဟိုနေပတ်သက်တယ်လीအလုံးနဲ့ပတ်သက်တဲ့အကြောင်းလေးဒီကိုပို့ပြီးတော့ကျွန်တော်ပြောချင်တာကျွန်တော်ကိုမွေးတဲ့ကာလာမှာပဲကျွန်တော်တို့ဘေးအိမ်ကနွားမကြီးอ่ะပေါက်တယ်ခင်ဗျအဲ့တော့အဲ့နမကြီးอ่ะသားတကောင်ကြာကြားတဲ့အချိန်မှာအဲအမေကနှုတ်မထွက်ဘူး။ကျွန်တော်မေနှုတ်မထွက်တော့ကျွန်တော်အဲ့ဒီဘေးအိမ်ကနမကြီးစီယာနွားနှုတ်ကိုကျွန်တော်အခြေခံပြီးတော့ ကျွန်တော်စတင်ကြည့်ပြင်ရတယ်ပေါ့ဗျာဟုတ်ကဲ့အဲ့ဒါနဲ့ကျွန်တော်နွားနို့တွေကျွန်တော်ပုံမှန်တောက်တယ်ကျွန်တော်တနည်းကိုတပိတ်တာလောက်တောက်တယ်လို့တော့ပြောတယ်ဟုတ်ကဲ့မဟုတ်ဒီဟိုကျွန်တော်တို့ကအဓိကလေးအလုံးနဲ့ပတ်သက်တဲ့အကြောင်းလေးသိချင်တာဗျာဒီနွားနို့ကိစ္စတွေပါမသိချင်ပါဘူးဆရာပဲကျွန်တော်အကြောင်းအသေးစိတ်ပြောတာကအလုံးနဲ့ပတ်သက်တဲ့အကြောင်းကိုပြောတာပါခင်ဗျာအလုံးနဲ့ပတ်သက်ဆက်နွယ်တဲ့အတွေ့အကြုံတစ်ခုခုပေါ့နော်ကျွန်တော်တက်ကြွနဲ့အရာတွေအကုန်လုံးကျွန်တော်သိတဲ့ဟာတွေအကုန်လုံးက CV ထဲမှာကျွန်တော်ထည့်ရေးပါဟုတ်တယ်လေဒါမဲ့ဟိုကိုနေရဲ့ဟိုပတ်သက်ကနေရှင်းပြတာပြောပြတာကိုကျွန်တော်တို့ကကြားခြင်းဒါကျွန်တော်မိတ်ဆွေတွေအင်တာဗျူးသွားဖြေဘူးကြလားအင်တာဗျူးတွေသွားပြီးတော့ဖြေနေကြလားအလုပ်အတွက်အဲ့ဒီဖြေတဲ့အင်တာဗျူးတိုင်းကိုရလားအောင်လားအဲ့ဒါကကန်တရားနဲ့ဆိုင်တာလားကိုဖြီဆိုခဲ့တဲ့ပုံစံနဲ့ဆိုင်တာလားကိုရဲ့အတွေ့အကြုံတွေနဲ့ဆိုင်တာလားကိုရဲ့ပညာအရေးအချင်းနဲ့ဆိုင်သလားကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ကဝန်ထမ်းဘဝကနေထွက်ပေါက်ကိုရှာပြီးတော့ကိုပိုင် business တွေတိစောက်တဲ့နေ့ AI နည်းပညာ remote job စတာတွေကိုမျှဝေပေးနေတယ်ဆိုပေမဲ့ကျွန်တော်မိဆွေတွေထဲမှာဝန်ထမ်းဘွားနဲ့ဖြတ်တန်းနေကြတဲ့သူတွေအများကြီးရှိသေးတယ်။အဲ့ဒီဝန်ထမ်းဘွားကိုကျွန်တော်ကအကြာကြီးနှစ်တည်းအများကြီးမှဖြတ်တန်းခဲ့တဲ့သူတယောက်လည်းဖြစ်တယ်။အဲ့တော့ဒီနေ့မှာကျွန်တော်မိဆွေတွေကို interview တွေသွားဖြေထားရင်မှာကိုယ့်ဘက်ကအမြဲတမ်းပြင်ဆင်သင့်နေတဲ့အချက်တွေအားလုံးကိုကျွန်တော်မျှဝေပေးမှာဖြစ်တယ်။ အဲ့ဒီအချက်တွေကိုသိပြီးသွားရင်ကျွန်တော်မိတ်ဆွေဘာရမလဲဆိုရင် interview တော့ဖြည့်ရင်အရင်တော့လည်းမဟုတ်တော့ပဲနဲ့ဆယ်ခုဖြည့်ရင်၈ခုတော့အကျဉ်းသေးကိုကိုရွေးချယ်မစရင်နဲ့ကိုထက်ခံရလိမ့်မယ်အဲ့ဒါကဘာနဲ့ဆိုင်လဲဆိုရင် interview သွားပြီးဖြည့်တဲ့ပုံစံနဲ့ဆိုင်တယ်ဒီနေရာမှာကျွန်တော်မိတ်ဆွေတွေမေးစရာရှိတယ်ကိုနေခင်ဗျားကဘာဖြစ်လို့ဒီအချက်လက်တွေကိုပြန်ပြီးတော့မျှဝေဖို့တင့်တော်တယ်လဲမတင့်တော်ဘူးလဲဆိုရင်ကျွန်တော်က interview မေးလာတဲ့အပိုင်းမှာအယောက်တစ်ထောင်ကြောက်ပြီကျွန်တော်က remote recruiter အနေနဲ့ကျွန်တော်လုပ်ကင်နေခဲ့တာကြာပြီကြာတော့ကျွန်တော်နိုင်ငံတကာကရှိသမျှလူမျိုးပေါင်းစုံယာတူးပေါင်းစုံကျွန်တော်အမြင့်ဆုံး interview ခဲ့တဲ့ပုဂ္ဂိုလ်ဆိုရင်350တန်တယ်သူရဲ့လာစာက Coca-Cola ရဲ့ manager country manager အဲ့ဒီအဆင့်ကိုကျွန်တော် interview ခဲ့ဘူးလေအဲ့လိုပဲကျွန်တော်ယာတူးပေါင်းများစွာ interview ပေါင်းများစွာကျွန်တော်ကမိမြန်ခဲ့ဘူးလေအဲ့ဒါကြောင့် interview မေးတဲ့သူတွေရဲ့အထာကိုသိတယ်ဒီလိုပဲ ကျွန်တော် interview တွေတော့ဖြည့်ခဲ့စဉ်ကာလမှာလေကျွန်တော်အလုပ်တော့ဖြည့်ပြီဆိုရင်10ခါဖြည့်ရင်ကျွန်တော်အနည်းဆုံးတော့9ခုရွေးခိုင်းရတယ်။10ခါဖြည့်ရင်9ခုရွေးခိုင်းရတယ်။ကျွန်တော်50% ratio ရှိတဲ့သူတို့ခေါ်လိုက်ဖို့ပဲလိုတာ။သူတို့ကျွန်တော်ရဲ့ CV ကိုကြည့်ပြီးတော့ခေါ်လိုက်ပြီး interview ခန်းထဲကိုရောက်သွားတယ်။အဲ့ဒါအကုန်လုံးကျွန်တော်ရဲ့လက်ထက်မှာပဲ။အဲ့ဒီတထေးတွေအဲ့ဒီ company function တွေအဲ့ဒီ general manager တွေအဲ့ဒီ CEO တွေကျွန်တော်ကိုမရွေးချင်ရွေးချင်အောင်လို့ကျွန်တော်ရအောင်ပြောတတ်တယ်။အဲ့ဒီထဲမှာ trick တွေအများကြီးပါတော့ကျွန်တော်ရဲ့အတွေ့အကြုံ ကျွန်တော်ရဲ့ knowledge တွေနဲ့ပြန်ပြီးတော့မျှော်ယူမှလည်းဟုတ်တယ်။ဒါအပြင်ကျွန်တော်ထပ်ပို့ပြီးတော့တော်တဲ့ပို့ပြီးတိတဲ့ပို့ပြီးတက်တဲ့သူတွေစီကနီလန်းနေကိုကျွန်တော်ဆွဲထုတ်ထားတယ်။ဆွဲထုတ်ပြီးတော့ဒီထဲမှာကျွန်တော်မိတ်ဆွေတွေအကုန်လုံးကိုနီလန်းမျှဝေပေးမယ်။အဲ့တော့ပထမဆုံး interview မှာအမေးအများဆုံး question က10မျိုး15မျိုးလောက်ရှိတယ်ဗျာ။ဥပမာပြောရရင်တော့ခုနကဆက်စားခြင်းမှာ tell me about yourself မင်းကြောင့်အကြမ်းမင်းပြောပါအောင်မင်းကြောင့်အသေးစိတ်ပြောပါအောင်ဆိုရင်အဲ့ဒီနေရာကအသက်အဲ့ဒါက open question အဲ့ဒါကိုဘာဖြစ်လို့မေးချင်တာလဲ အဲ့ဒါကိုဘာဖြစ်လို့အရင်ပေးပြောတာလဲအဲ့ဒါကိုကျွန်တော်မေးစရာစဉ်းစားဘူးလားကိုကဒီနေရာမှာခေါင်းထဲမှာထည့်သွင်းစဉ်းစားထားမှာကျွန်တော်တို့ဘာသာ manager level ပဲဖြစ်ဖြစ် general manager level ပဲဖြစ်ဖြစ်ဟိုးယာတို့အကြီးကြီးပဲဖြစ်ဖြစ်ဟိုးအောက်ဆုံးအငယ်တန်းလေးစရေး admin လုံခြုံရေးကြိုက်တဲ့ position ပြောပြဒီနေရာတွေမှာဒီ skill ကိုထည့်ပြီးတော့သုံးသွားလိုက်လို့ရတယ်လို့ကျွန်တော်မေးစရာကြိုက်တဲ့နေရာမှာတော့စကားပြောတဲ့နေရာမှာအများကြီးထည့်သွင်းပြီးတော့အသုံးချသွားလို့ရတဲ့ skill set တွေရှိတယ်ဒါတွေကကျွန်တော်ကိုယ်တိုင်တီထွင်ကြံစလာတာဆိုရင်မဟုတ်ဘူး တကယ်လူတော်တွေဆီကနေဆွဲပြီးတော့ကျွန်တော်ယူလာထားတဲ့ပညာရက်တွေဖြစ်တယ်အစိတ်ပိုင်းတွေတကယ်တော့အများကြီးသိဖို့လိုတာပေါ့ဗျာကျွန်တော်မိတ်ဆွေတွေထဲမှာဒါမျိုးတွေကိုစိတ်ဝင်စားတာမျိုးရှိရင်ကျွန်တော်ကို comment မှာရေးခဲ့ပြီးကျွန်တော်ကနောက်ပိုင်းပြန်မျှဝေပေးဆိုရင်လည်းဒီလိုအချက်လက်တွေကိုမျှဝေပေးလို့ရတယ်ဒီနေ့မှာတော့ကျွန်တော်အကြမ်းမြင်ရေပုံရခြုံငုံပြီးတော့ interview ဖြစ်ရင်ဘယ်လိုဖြစ်ရမှာလဲဘယ်လိုပြောရမှာလဲဆိုတဲ့အတိတ်အကြအဆုံးအချက်နဲ့ခုနရှေ့ဆုံးမှာမေးခွန်း tell me about yourself အဲ့ဒါကိုအကောင်းဆုံးပဲလို့ဖြည့်ရှင်းလို့ရလဲဆိုတဲ့နီလန်ကိုကျွန်တော်ကမျှဝေပေးမယ်။ကိုကျော်ရဲ့အကြောင်းလေးပြောပြပါအောင်။ Tell me about yourself အတွေ့အကြုံလေးတွေအနည်းငယ်မျှဝေပါအောင်။ပြောပြပါအောင်ဆိုပြီးတော့ open မိကွန်းကိုဖွင့်ပေးလိုက်တာ။အဲ့ဒီပထမ2မိနစ်နဲ့3မိနစ်ကအရင်အရေးကြီးတယ်။အဲ့ဒါက first impression ပထမဆုံးတစ်ဖက်သားရဲ့ခံစားလိုက်ရတဲ့ခံစားချက်ကိုကျွန်တော်တို့နှစ်ခါပြန်ကြော့လို့မရဘူး။တစ်ချိန်တည်းနဲ့သူ့ကိုပိုင်ပိုင်နိုင်နိုင်ခြေမုံပြစ်လိုက်ရမှာ။ မင်းမြန်တဲ့သူကိုကိုကလွှမ်းခြုံပြီးတော့ပြောလိုက်ရမှာဖြစ်တဲ့အတွက်ကျွန်တော်ကြုံတွေ့ဘူးတဲ့အတွေ့အကြုံအရာမှာဆိုရင်အဲ့ဒီ first impression ကိုဝင်ယူတဲ့နေရာမှာယာတူးကြီးကြီးတွေနိုင်ငံခြားကတလတ်တလောက်တင်း300တင်း400တင်း900ရပါတယ်ဆိုတဲ့သူတွေပုံကိုတွေကအဲ့ဒီပထမ2မိနစ်မှာလုံးဝတမပြီးပါပြီဆိုလိုချင်တာအမှတ်ပြယူပြီးပါပြီဗျာပထမ2မိနစ်3မိနစ်မှာအဲ့ဒီနေရာမှာကိုယ့်ရဲ့ confidence ကိုယ့်ရဲ့ယုံကြည်မှုကိုယ့်ရဲ့ကိုကဘာကောင်လဲဆိုတော့တခါလေးချပြပြီးတာဖြစ်နေပြီမိတဲ့သူကဘာကြောင့်မေးရလဲဆိုရင်ပို့ပြီးတော့နှွေးနှွေးထွေးထွေးရှိသွားခြင်းလို့သူ့ကို ice break လုပ်ပြီးတာ ်သူပြောချင်တဲ့အကြောင်းအရာသူသိတဲ့အကြောင်းအရာကိုအရင်ပြောခိုင်းတာဆိုလိုချင်တာဖြေမဲ့သူပိုင်နိုင်ကြွင်နေတဲ့အကြောင်းအရာမင်းအကြောင်းပြောလေမင်းအတွေ့အကြုံတွေအကြောင်းပြောလေစသဖြင့်ဒီလိုဖွင့်ပေးတယ်ဆိုတာကကိုသိတဲ့အကြောင်းအရာနဲ့စတာပြီးမှကိုမသိတဲ့မိကုန်းနဲ့ဆက်လာတာဖြစ်နိုင်သေးတယ်ဥမာကိုကနီးပညာရှင်ဆိုရင်မင်းဒီနီးပညာကိုဘယ်လိုထင်လဲကျွန်တော်တို့သွားဖြေတဲ့ semiconductor manufacturing တို့ဘာလို့ဆိုရင်မိကုန်းတွေမျိုးစုံလာတယ်အဲ့ဒီထဲမှာမှတင်ချတွက်ခိုင်းတာရှိတယ် marketing ဆိုလေဒီလိုပဲငါ့ကိုဒီဘောပန်ကြီးရောင်းပြပါအောင် sell me this pen ပါညာနဲ့လीအဲ့လိုမျိုး tricky မျိုးနေတာအနောက်ပိုင်းမှာလာတတ်တယ် ကျွန်တော်ပထမဆုံးအကြံပေးတာကအဲ့ဒီ interview နေတဲ့သူက professional ဆန်နေတယ်။သူက manager ကြီးတွေလည်းဖြစ်နိုင်တယ်။တတိယလည်းဖြစ်နိုင်တယ်။ CEO လည်းဖြစ်နိုင်တယ်။ကျွန်တော်အကြံပေးတာကပထမဆုံး2မိနစ်မှာရင်းနှီးမှုရယူလိုက်။ဖဲကိုပြောင်းပြန်လှမ်းလိုက်။သူ့ကိုချို့တာတဲ့အပြုံးနဲ့ပေါ်ပါလွတ်လပ်စွာနဲ့ energy ကိုပြမယ်။ပြုံးပြုံးရွှေရွှေနဲ့မင်္ဂလာပါဆရာ။ကျွန်တော်ကဒီလိုလိုရှိပါတယ်ဆိုတဲ့ဟာမျိုးကိုလုံးဝ relax နဲ့ရင်းနှီးမှုကိုရယူလိုက်တာချက်ချင်းတစ်ဖက်လူကဘာဖြစ်သွားလဲဆိုရင်တတိယကအလုပ်ရှင်က manager ကြီးတဦးက တစိမ့်တယောက်ကိုအင်တာဗျူးနေရတဲ့ဘဝကနေဘယ်လိုအနေထားပြောင်းသွားလဲဆိုတော့စငယ်ချင်းနှစ်ယောက်စကားပြောနေတကယ်တော့ဖြစ်နိုင်နဲ့ nature တစ်ခုအထိကိုယဉ်နိမှုကိုပြောရင်ပြောရင်ပြောရင်နဲ့ဆွက်ခေါ်သွားတယ်။အဲ့တော့စပြီးတော့နှုတ်ဆက်ကလေးကအေးအေးဆေးဆေးအေးအေးချမ်းချမ်းအတန်နဲ့တုံးနဲ့ကိုဘယ်လိုကစားမလဲဆိုတော့တစ်ဖက်လူရဲ့အနေထားကိုကြည့်ပြီးတော့ကစားကျွန်တော်အခက်အခဲဆုံးတတိကြီးတူဦးနဲ့ကြုတ်ဘူးလေ။သူကမျက်နှာအရမ်းမှာလုံးဝမပြုံးပြရုပ်တည်နေပဲလူတိုင်းနဲ့တိုင်းပဲခက်တီတည်နေပဲ ရုတ်တီနဲ့ပြုံလန်းပြုံဘာသာစကားမျိုးစုံနဲ့ဆန်းနေတဲ့အရှိတ်လူတယောက်ကိုအင်တာဗျူးနေရမှာကျွန်တော်ဖောက်မြင်လိုက်ရတာ။အော်သူ့ပုံစံကတော်တော်ခက်မဲ့ပုံစံပဲဆိုပေမဲ့ကျွန်တော်သူ့ဆက်တွေ့ကြတဲ့ကပြုံ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 နဲ့ဒါကိုယ့်ကိုယ်ကိုရည်တယ်။သူ့မရင်ကျွန်တော်ရည်တယ်ဗျ။အဲ့ဒီပုံစံနဲ့ကျွန်တော်သွားလိုက်ချက်ချင်း ice ကို breaking လုပ်ပြလိုက်တာတော်သူကြီးတာမကြီးတာဒီကိစ္စကျွန်တော်ဟုတ်တယ်ဆရာဒီကိစ္စဒီလိုဒီလိုဖြစ်တယ်ဆိုပြီးတော့ပြောရင်းဆိုရင်တော့ကျွန်တော်ပြုံးပြုံးရွှေရှင်နဲ့ကျွန်တော်ပြောပြချက်ချက်လက်ချက်ပြောရင်းနဲ့သူ့ရဲ့ရင်းနှီးမှုကိုဆွဲခေါ်လိုက်နေသူ့ရဲ့ရင်းနှီးသွားအဲ့ interview ကကျွန်တော်အောင်းနေကျွန်တော်တယောက်ပဲအောင်းနေနံပါတ်1ချက်ကကျွန်တော်တို့ interview တွေဘာတွေမသွားခင်တော့ကိုသွားမဲ့ကုမ္ပဏီကဘာကိုလျှောက်တဲ့ယာတူကဘာသူတို့ခေါ်ထားတဲ့ ည်ရွယ်ချက်ကဘာဆိုတာမျိုးတော့အလုပ်ခေါ်စာတွေကိုကြိုပြီးတော့လေ့လာကြမှာပဲဟုတ်တယ်မလားကျွန်တော် remote job ပဲဖြစ်ဖြစ် full time job ပဲဖြစ်ဖြစ်အဲ့တော့အဲ့ဒီနေရာမှာအရန်တော်တဲ့ဆရာကြီးတယောက်ရှင်းပြထားတဲ့ video ကိုကျွန်တော်ကကုကလိုက်မယ်အဲ့ဒါကပထမ method 1သူရှင်းပြတဲ့ပထမနည်းစနစ်က seat s e a t seat interview တောင်းရင်ထိုင်ကုန်မှအရင်ဆုံးထိုင်ရမယ်အဲ့တော့အဲ့ seat ဆိုတာဘာကိုပြောရလဲဆိုရင် s က skills ကိုပြောတာမင်းရဲ့အရေးချင်းနေကျွန်တော်တို့ရဲ့အရေးချင်းနေအားလုံးကဘာဖြစ်လို့သူတို့ခေါ်တဲ့ယာတို့နဲ့ကိုက်ညီနေရလဲဆိုတော့အရင်စပြီးအဖွဲ့မှာပြောရတယ် E ကဘာလို့တားလဲဆိုရင် educational ကျွန်တော်တို့ ਨੇ ပတ်သက်တဲ့မြအချက်လက်ပညာရေးကျွန်တော်တို့ဗနတန်းအောင်ပြီးပြီဗနတန်းတော့ဘာရထားပြီးပြီဘာအတွေ့အကြုံတွေရှိတယ် experience ဘာအပအဲ့ဒီအကြောင်းရတဲ့အကုန်လုံးကို skip ပြီးွားတာ ਨੇ follow up လိုက် A ရောက်လာပြီ E က achievement ကျွန်တော်တို့အရင်အလုပ်တွေအရင်အတွေ့အကြုံတွေတုန်းကဘာတွေရထားဘူးလဲအတွေ့အကြုံမရှိဘူးဆိုရင်တော့မှចောင်းသားဘဝမှာကျွန်တော်ဘာတွေဘာတွေ PC ထားခဲ့တယ်ဆိုတော့ကျွန်တော် fresher ဘဝတုန်းကကျွန်တော်အဲ့တိုင်းထည့်ပြောတယ် ကျွန်တော်အခုမှအလုပ်ခွင့်ဆောင်ဝင်မှာမှန်တယ်ဒါပေမဲ့ကျွန်တော်ရရှိခဲ့တဲ့အတွေ့အကြုံကကျောင်းသားဘွားတော်ကဘယ် project ကိုကျွန်တော်ဘယ်လိုဖန်တီးခဲ့ပြီးတော့ဘာတွေရရှိခဲ့ပူလဲပေါ့ဗျာ T က type of person ကျွန်တော်တို့ကဘယ်လိုလူစားမျိုးလဲဆိုတဲ့ဟာမျိုးကိုထည့်ပြလိုက်ရတယ်။ကျွန်တော် get type ကဘယ်လိုပုံစံမျိုးကျွန်တော်ကအမြဲတမ်းအသက်ဆန်းတွေကိုရှာဖွေနေတဲ့သူအဲအကြောင်းမလို့ကျွန်တော်ဘဝရဲ့တိုးတက်ရာတိုးတက်ကြောင်းကိုကျွန်တော်အမြဲတမ်းရှာဖွေနေတာဖြစ်တဲ့အတွက်ကျွန်တော်ဒီ company မှာလာရှာရတဲ့ကြီးရဲ့ချက်ကဒါကအသက်ဒါကကျွန်တော်ဘဝတိုးတက်မှုအတွက်ပဲ ကိုနေခမအစမ်းပြောပြဆိုရင်ကျွန်တော်ကိုကြိုက်တဲ့ယာရုကြိုက်တဲ့ကောင်းစဉ်တစ်ခုကိုမေးလိုက်ပါတော့ထားပါတော့ project manager ယာရုပဲထားကျွန်တော်ကုမ္ပဏီတစ်ခုမှာ project manager အနေနဲ့ခေါ်ထားတာကိုကျွန်တော်သွားရှောက်မယ် interview တမကမေးပြီးရုပ်တည်နဲ့မေးတာလည်းဖြစ်နိုင်တယ် tell me about yourself ဒါမျိုးလိုင်းလည်းလာမယ်ပြောပါဦးခမအကြောင်းဒီလိုလေတစ်ခါတစ်ချိန်ရိုင်းရိုင်းပြပြနဲ့ဆက်လက်ခြင်းကိုတမင်မေးလိုက်တာစိတ်ဆိုးတာလားလို့သိချင်လို့အဲ့လိုမေးတာမျိုးလည်းရှိတယ်လို့ဟဲ့ပြောပါဦးကိုနေခမအကြောင်းလေးအရင်ရှင်းပြလိုက်ပါအောင်ဆိုပြီးတော့ဆာရွက်ကြည့်ကောက်ပြီးတော့မသိချင်ဆောင်ပြီးတော့ဗျမျက်လုံးချင်း တယ်မလားရှောင်ထားတာမျိုးအဲ့လိုမျိုးလည်းလုပ်တတ်တယ်အင်တာဗျူးသမားတွေရဲ့ trick တွေအကုန်လုံးကအဲ့တိုင်းပဲအင်တာဗျူးဝါတွေကအဲ့တိုင်းကိုတမင်လိုက်လောက်ရတာတမင်စိတ်မဆိုးဆိုးအောင်လောက်ရတာမျိုးရှိသေးတယ်ကျွန်တော်တို့လုပ်တဲ့အခါမှာအထပါတော့ကျွန်တော်အစမ်းဖြည့်ပြမယ်ခုနက SEAD structure ကိုပဲတုံးလိုက်မယ် င်္ဂလာပါတွေ့ရမှန်းတာပါတယ်ကျွန်တော်ဒီ interview အခွင့်အရေးလေးပေးတဲ့အတွက်ဒီကဆရာကြီးဆရာမကြီးအားလုံးကိုကျွန်တော်အရင်ကျေးဇူးတင်တယ်တကယ်ကိုကျေးဇူးတင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီအလုပ်ခေါ်စာကိုဖတ်ကြည့်လိုက်တဲ့အချိန်မှာပထမဆုံးသွားဖတ်ဖြစ်တဲ့အစိတ်အပိုင်းတစ်ခုက skills အဲ့ဒါကျွန်တော်အလေးချင်းလို့ပဲပြောမလားမသိဘူးကျွန်တော်အလုပ်လျှောက်တဲ့အခါတိုင်းမှာအရေးချင်းတွေကိုအရင်သွားပြီးတော့ကျွန်တော်ဖတ်လိုက်တယ်သူတို့လိုအပ်နေတာကဘယ်လိုအရေးချင်းမျိုးလဲအဲ့ဒါကိုသွားကြည့်ပြီးတဲ့နောက်မှာ okay ဒီအလုပ်ခေါ်စာကတော့ကျွန်တော်နဲ့ထပ်တူကြနေတယ်ဒီ project manager ယာရုကတော့တကယ်ကွတိချတာပဲကွာဆိုပြီးတော့ကျွန်တော်ဘာလို့ဖြစ်လဲဆိုတော့ဒီ company အကြောင်းကိုစပြီးတော့လေ့လာ လေးလာတယ်ကျွန်တော် website ဒီမှာတော့ကြည်တယ် social media တွေလိုက်ရှာတယ်ရှာရင်းနဲ့ okay ဒီ organization က this is the one ပဲဒီကဒါကျွန်တော်ရဲ့အနာဂတ်ပဲလို့ကျွန်တော်ယုံကြည်သွားတယ်ယုံကြည်သွားတော့ကျွန်တော်အားသက်တယုံနဲ့ဒီနေ့လာပြီးတော့ interview တည်တည်ချာချာလာဖြည့်ဖြစ်တာပေါ့နော်ယုံကြည်ချက်တွေအပြည့်နဲ့ပေါ့အဲ့တော့ကျွန်တော် education အကြောင်းပြောပါဆိုရင်ကျွန်တော်က project management ကို diploma လည်းရထားတယ် degree လည်းပြီးထားပြီးသားဖြစ်တယ် စာပိုင်းမဲလားဆိုတော့မဟုတ်သေးဘူးကျွန်တော်လုပ်ငန်းအတွေ့အကြုံမှာဆိုလဲကျွန်တော်ပထမကုမ္ပဏီမှာဆိုလဲ project manager အနေနဲ့ကျွန်တော်၃နှစ်လုပ်ခဲ့တယ်လုပ်ခဲ့တဲ့အချိန်တွေမှာဒုတိယနှစ်မှာကျွန်တော်ကရာထူးတိုးခဲ့တယ် project manager တွေအနေ project manager ကြားမှာနည်းနည်းလေးထုံပေါက်ခဲ့တာပေါ့เนาะအဲ့လိုပြောရမလားမသိဘူးအဲ့တော့အောင်မြင်မှုတွေအများကြီးရခဲ့တယ် project အလုံးပေါင်း3ခုကိုကျွန်တော် busy အောင်လို့ဆောင်ရွက်ခဲ့တဲ့အပြင် company အတွက်ကျွန်တော် million တွေအများကြီးရှာဖွေပေးနိုင်ခဲ့တယ်ကျွန်တော်အမြဲတမ်းဆက်လက်ဖွံ့ဖြိုးနေခြင်းနဲ့သူဖြစ်တယ်ပေါ့ဗျာအဲ့တော့ကျွန်တော် career ကိုနေရာတစ်ခုမှာကျွန်တော်ရက်တမ်းမနေခြင်းဘူးအဲ့တော့ကျွန်တော် company နဲ့အတူတူကျွန်တော်ကြီးထွားခြင်းနဲ့ဒါပေမဲ့ကျွန်တော်အနာဂတ်အတွက်လက်တွဲရမယ့် company ရေရှည်လက်တွဲရမယ့် company ကလည်းကျွန်တော်လည်းတစ်ခါလေးပြန်စီစစ်တတ်သေးတယ်အဲ့ဒါကြောင့်မလို့ဒီ company ကတော့ကျွန်တော်အတွက်အသင့်တော်ဆုံးပဲကျွန်တော်အယုံကြည်ဆုံးပဲလို့ကျွန်တော်ကလည်းထင်တယ်လို့ ကျွန်တော်ကလည်းယုံကြည်ချက်တွေအပြည့်ရှိနေတယ်လို့ဆရာတို့ကလည်းကျွန်တော်ကိုငှားလိုက်မယ်ဆိုရင်သိချရတယ်ကျွန်တော်ဆရာတို့ကုမ္ပဏီရဲ့လိုအပ်နေတဲ့ project value တွေဆရာတို့ကုမ္ပဏီမှာလိုအပ်ချက်ရှိတဲ့အရာတွေအားလုံးကျွန်တော်ကဖြည့်ဆည်းပေးနိုင်မယ်လို့100%ယုံကြည်တဲ့အပြင်ဒီကုမ္ပဏီကနောက်၅နှစ်မှာကျွန်တော်နဲ့အတူတူ group ဖြစ်နေရမယ်ကျွန်တော်ကနောက်၅နှစ်မှာဘာဖြစ်ရမလဲဆိုရင်အိမ်မက်တွေများစွာရှိတယ်လို့ဒီကုမ္ပဏီကျွန်တော်လုံခြုံနေတဲ့ကုမ္ပဏီကလည်းနောက်၅နှစ်မှာတကယ်ကိုထိပ်သီးကုမ္ပဏီစင်းနေတဲ့မှာပါနေရမယ်လို့ကျွန်တော်မှယုံကြည်ချက်လုံးဝအပြည့်ရှိအဲ့တော့ကျွန်တော်အချင်းချင်းပါပဲအဲ့ဒါက ခုန C structure ကိုကျွန်တော်ထည့်ပြောသွားတာကျွန်တော်တို့မှာ interview မှာဘယ်သူမှဘာမှတားမြစ်ထားတာမရှိဘူး။သွားကြောက်နေတဲ့အချက်ကငါအလုံးမရခဲ့ရင်ဆိုတဲ့အချက်ကသွားကြောက်နေတာ။နောက်တစ်ခုကလစာပေးရင်တော့မှအဲရပါလေလေးညှိနှိုင်းလိုက်မယ်။ဘာညာနဲ့ကို့အရေးချင်းကိုကို့မယုံကြည်တကယ်တော့ဖြစ်နေတာ။ပြီးတော့ interview ထဲမှာထည့်သွားမယ် trick ကဘာလဲဆိုတော့သူတို့မေးဖို့ပြန်ထောက်။ဥမာဗျာကျွန်တော်ဒီ project manager ရတဲ့အတွက်အတကယ်တမ်းလိုအပ်နေတာကဒီ project များလား။ဒီ project အတွက်ကိုဆရာတို့ဥဆောင်ဖို့လိုအပ်နေတာလား။ admin manager ပဲထားဗျာ admin manager ရတဲ့အတွက်ဆရာတို့ကုမ္ပဏီမှာအခက်အခဲဆုံးဖြစ်နေတဲ့ကိစ္စကဘယ်အရာများဖြစ်မလဲကျွန်တော်အကျွမ်းကျင်ဆုံးကိစ္စများဖြစ်နေမလားမသိဘူးပြန်ထောက်မိကုန်းနဲ့အားလုံးပြန်သာမေးတယောက်တည်းတစ်ဖက်သက်မေးရမယ်ဆိုတာမရှိဘူးမိကုန်းပြန်မေးလေကြိုက်လေပဲအော်ဒီကောင်ကုမ္ပဏီပေါ်မှာစိတ်ဝင်စားတာပဲသူလုပ်မဲ့ project ပေါ်မှာသူစိတ်ဝင်စားတာပဲကားမောင်းရင်မောင်းမဲ့ဖြစ်ဖြစ်ဘယ်လိုကားမျိုးတွေရှိလဲခင်ဗျာ အဲကျွန်တော်မောင်းရမယ့်ကားတွေကဘယ်လိုအမျိုးအစားမျိုးတွေဖြစ်မလဲ maintenance တွေကိုကျွန်တော်ဘယ်လိုလုပ်ပေးရမလဲကျွန်တော်ကားစီးတာတွေကိုတစ်ပတ်ကိုဘယ်နှကြိမ်စီးဖို့လိုအပ်မယ်ထင်ပါတယ်ခင်ဗျာဆိုပြီးတော့မိတာညီမျက်နှာတွေကိုပို့ကြိုက်တယ် interview မေးလို့ကသူစိတ်ဝင်စားနေပါလားတခြားကိစ္စတွေထက်သူဒီ company ကိုဘာပြန်ပေးရမလဲဆိုတဲ့ကိစ္စကိုတော်တော်လေးထည့်ပြောပါလားသူထည့်စဉ်းစားပါလားဆိုတဲ့ဟာကို interview တွေမှာတခါတည်းကိုပြတယ်မှာလေးလာပွားနောက်ထပ် method တစ်ခုကလည်း storytelling နဲ့စား အဲ့ storytelling ကလည်း ice break ဖြစ်စေတယ် storytelling ဆိုတာဘယ်လိုလဲဆိုတော့ခုနကျွန်တော်ရှင်းပြပြောထားတဲ့ပေါက်ကရဟိုနို့ရောင်းတာတွေပါတယ်မဟုတ်ဘူးနော်ဒါပေမဲ့ storytelling ကိုကောင်းကောင်းလေး build up လုပ်လို့ရတယ်ဥပမာဆိုပါစို့ marketing တမားတွေ marketing ဒီကော marketing view ဟာဘယ်လောက်ကောင်းလဲလို့စမ်းသပ်မယ့်နေရာမှာ tell me about yourself မှာပဲတခါတည်းခုတ်ချပြလိုက်တာ okay marketing manager position ကိုလာလျှောက်တယ် tell me about yourself နဲ့စတယ်ပဲထားပြောပြီးတစ်ဖက်ကအမေးပြီးပြေတော့ဘယ်လိုစားဖြစ်မလဲဆိုရင် clipboard ကလေးကကျွန်တော်ပထမဆုံးဖြစ်ချင်ခဲ့တဲ့အရာကတတိယဆိုင်ုံသွားလဲကျင်တာ အဲ့ဒီအချိန်တုန်းကကျွန်တော်ရဲ့အဖေကတရိတ်ဆိုင်အောင်မပို့ပေးဘူး။ဘာလို့လဲဆိုတော့တရိတ်ဆိုင်အောင်သွားရင်အထဲထဲမှာကွာကစားကြရတယ်နဲ့ဘာရီညာရီနဲ့အများကြီးပဲဟိုစီးတီစီနဲ့ပတ်စံကုန်မှာအဲ့တော့ပထမဆုံးမင်းရငါ့ကိုပတ်စံအရင်ရှာလာပြီဆိုပြီးအဖေကကျွန်တော်အဲ့ဒီအချိန်ကပြောတယ်ဗျာ။အဲ့တော့ကျွန်တော်ပထမဆုံးသွားစဉ်းစားမိတဲ့ကိစ္စကကျွန်တော်မုတ်ကလေးတွေဖုတ်ပြီးတော့ရောင်းမယ်ဆိုပြီးတော့အိမ်မှာမရှိရှိတဲ့မုတ်ပန်းလေးနဲ့ကျွန်တော်မုတ်ကလေးတွေကိုဖုတ်တယ်။ဖုတ်ပြီးတော့အဲ့ဒီမုတ်လေးတွေကိုကျွန်တော်အဆွေမျိုးသားချင်းတွေကိုလိုက်ရောင်းတဲ့အချိန်ကကျွန်တော်ရဲ့ပထမဆုံးတော့ရရှိခဲ့တဲ့ marketing အထွေထွေတစ်မျိုးပဲ။အဲ့တော့ကျွန်တော်က marketing အနေနဲ့ကြီးပြင်းလာတဲ့လူသားတစ်ယောက်ဖြစ်တယ်။ ျွန်တော်စီမှာရှိနေတဲ့ skill set တွေအားလုံးက marketing နဲ့အားလုံးနဲ့ဆွဲဖြည့်ထား marketing နဲ့အားလုံးနဲ့ build up လုပ်လာခဲ့တာအဲ့တော့ဟာတာအနေနဲ့မြင်လို့လည်းရတယ်လို့ကျွန်တော်ကကြီးပြင်းလာတဲ့ nature ကသူများနဲ့မတူဘူးကျွန်တော်တမှု꽌ပြားနေတယ်ကျွန်တော်သူများကိုတစ်ခုမဟုတ်တစ်ခုရောင်းကိုရောင်းတက်နေတာကျွန်တော်စီက product ကိုသူများစီကိုရောက်ရှိသွားအောင်လို့သူများဝေချင်အောင်လို့ fan ကို fan ဒီနေတက်တာအဲ့တော့ marketing အကြောင်းကိုကျွန်တော်ကစတင်ပြောပါမယ်။ဘာညာနဲ့ဆက်ပြီးတော့သွားစလာကလေးကို ice breaking မှာ storyline အတူလေးနဲ့ ျွန်တော်က marketing manager လာလျှောက်တော့ကျွန်တော်ဘာကြောင့်ပြီးတော့မှခုံကျင်တယ်လို့ခုံခုန SEAD structure ကိုပဲသွားသွားပဲလို့သွားသွားသွားကျင်တယ်လို့သွားလည်းလို့ရတယ်အရေးကြီးဆုံးကပထမ2မိနစ်3မိနစ်မှာသူ့ရဲ့ attention သူ့ရဲ့ကျွန်တော်ကိုထင်မြင်နေတဲ့ user ချက်တွေ impression တွေအားလုံးကျွန်တော်ကတခါတည်းပေါ်ပြလိုက်တာဗျာလုံငနဲ့ထိုးဝင်ပြလိုက်တာအဲ့တော့ကိုမသိတဲ့မိကွန်းနေနဲ့ရိုက်တက်လာပြီအဲ့ဒါကိုဘယ်လိုဖြေရှင်းမလဲအဲ့ဒီအချက်ကိုဘယ်လိုဖြေရှင်းလို့ရလဲဆိုရင်ကျွန်တော် YouTube ကစကားပြောတာအရန်ကူမှတော်တဲ့ဆရာတယောက်အဲ့ဆရာ Vin လို့ခေါ်တယ် V I N H လာမသိအဲ့ဆရာတယောက် တင်ပေးထားတဲ့ကိစ္စတွေကအချက်တစ်ချက်ကိုကျွန်တော်ဆွဲယူလာတယ်။သူဖော်ပြတာက၃ချက်။အဲ၃ချက်ကိုအမြင်နဲ့ကျွန်တော်တို့ကစိတ်ထဲမှာမှတ်ထားတယ်ဆိုရင်မသိတဲ့အကြောင်းအရာပဲဖြစ်ဖြစ်အဲ့ဒါကို framework လို့ခေါ်တယ်ဗျာ။ကျွန်တော်ပုံသေးနီးလို့ဖြစ်နေတာပေါ့။အမှန်တကယ်တော့ကိုကြိုက်တယ်လို့ကစားလို့ရပါတယ်။ဒါပေမဲ့ framework နော်။အဲ့ frame ရဲ့မှာထည့်ပြီးသုံးလိုက်ရင်ဘယ်အကြောင်းအရာပဲဖြစ်ဖြစ်စကားပြောရတာအရန်လွယ်ကူသွားတယ်တဲ့။အဲ့တော့သူတင်ပေးတဲ့နီလန်က၃ချက်။တစ်က one thing two times three steps အဲ့၃ချက် one thing ကျွန်တော်ဥပမာပေးမယ်နော်မျက်စိမရှုပ်သာဘူးခုနကကျွန်တော်သုံးခုက frame ပေါ့ one thing ကိုအရင်ပြောပြမယ်ဒီနေ့ကျက်နဲ့ပတ်သက်ပြီးကျွန်တော် အကြိုက်ဆုံးတစ်ချက်ကတော့သူ့ပေါ်ပါတယ် bluetooth ဖြစ်နေတာဟုတ်ဗျအဲ့ဒါကြောင့်ကျွန်တော်တို့ကကြိုးတွေပါတယ်အရင်ခက်ကလိုမျိုးရှုပ်ရှက်ခံမနေတော့ဘူးပြောပြီးချက်ချင်းကိုပြန်ကောက်ဖြည့်လိုက်လို့ရတယ်တစ်ချက် one thing အဲ့ဒါကိုပြောပြလိုက်တာ two types ဒီခေါင်းစဉ်ပေါ်မှာပဲနှစ်ချက်ပဲ okay ပြန်ပြောကြည့်အောင် ထူးထပ်ပြောဆိုကြည့်မယ်ဟုတ်တယ်နှစ်ချက်တည်းကတော့ပုံစံများသောအဖြစ်ကျွန်တော်တွေ့ဘူးတာနှစ်မျိုးတွေ့ဘူးလေဗျတစ်မျိုးကတော့ဒီလိုမျိုးနောက်တစ်မျိုးကတချို့ကျတော့ headphone ပုံစံလေးနဲ့လာတာ bluetooth ပဲဒါပေမဲ့သူလည်းမစိုးဘူးချက်ချင်းပြက်ဖြေလိုက်လို့ရတယ်စကားကိုချက်ချင်းပြက်ဖြေလိုက်လို့ရတာအဲ3 steps အစဉ်သုံးစဉ်ဒီနှစ်ချက်ကိုခင်ဗျာသုံးမယ်အသုံးပြုမယ်ဆိုရင်ပထမဆုံးတစ်ချက်က bluetooth ဖွင့်ထားဖို့လိုတယ်လေအဲ့တော့ဖုန်းက bluetooth ဖွင့်မလားပြီးတော့ရင်ဒီဘက်က power လည်း on ထားဖို့လိုတယ်ဒုတိယတစ်ချက်သူတို့နှစ်ခု connection မိတာလို့ကျွန်တော်တို့သိဖို့လိုတယ်နံပါတ်3ချက်နားမှတက်ကြည့်ကြည့်လိုက် နားမှာတက်ကြည့်လိုက်တခါလေးချင်သူတုံးတခါလေးချိတ်မိသွားတာနဲ့တီးဆိုပေါ်တယ်တချို့နှစ်ချက်တည်းတော့မပါတတ်ဘူးဗျာဘာညာနဲ့ပြောကျင်တယ်လို့ပြောခုန one thing two types three step အဲ့ဒီ frame ကိုကြိုက်တဲ့အချိန်မှာကြိုက်တဲ့နေရာမှာထည့်သွင်းလိုက်လို့ရတယ်ဒီစင်းနဲ့ပတ်သက်ပြီးကျွန်တော်အကြိုက်ဆုံးချက်ကတော့ကျွန်တော်အစာစားပြီးသွားရင်အစာကြေတာပို့ပြီးတော့မြန်တယ်ဘာလို့စိတ်တွေအများကြီးရှိတယ်ကျွန်တော်တွေ့ဘူးတာနှစ်မျိုးလောက်ရှိတယ်ပထမနှစ်မျိုးကတော့ဒီလိုပဲ insight set နောက်တစ်မျိုးကဒိုင်ချင်းတချို့လူတွေလည်းဒိုင်ချင်းတော့စားကြပါတယ်ဒါပေမဲ့ insight set ကတော့အစာကြေတာပို့ပြီးတော့မြန်တယ် three step ဒီ ancestor ကိုတောက်မယ်ဆိုရင်မရေနွေးနဲ့တောက်လို့လည်းရရေအေးနဲ့တောက်လို့လည်းရပထမဆုံးတစ်ချက်ကတော့အဖုံသေးချာပေါ့ပေါ့ပြီးမှစက်လေးတဲ့ပြီးရေတော့စသည်ပြင်းများ step by step တိလည်းပြောလို့ရတယ်လို့မျိုးစုံမဲ့တုံးတိုင်မျိုးစုံတုံးတိုင်လို့ရတယ် အဲ့ဒီစကားပြောနည်းတွေက interview ရဲ့မှာမှမဟုတ်ဘူးတခြားနေရာတွေမှာလည်းအများကြီးထည့်သုံးလို့ရတယ် interview တစ်ခုဖြေဖို့အတွက်ကိုလိုအပ်တဲ့အချက်တွေကတော့အများကြီးရှိတယ်ဆိုပေမဲ့ဒီနေရာမှာကျွန်တော်မိတ်ဆွေတွေ interview တော့ဖြေမဲ့သူတွေများရှိနေတယ်ဆိုရင် interview ဖြေတိုင်းမှာအလုပ်ရနိုင်အောင်လို့ဒီဗီဒီယိုလေးကအ ਨੇ အချင်းတော့အကူအညီဖြစ်စေမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒါပေမဲ့ဒါမျိုးအချက်လက်တွေအားလုံးကို interview ဖြေနေရတဲ့သူတွေရှိရင်ကျွန်တော်အကျေထွင်ပြောပြပါမိကုန်းနေအကုန်လုံးဘယ်လိုဖြေရမလဲခမလာစာကဘယ်လိုခမအားနေချက်အတတ်ချက်တွေကဘာတွေလဲ မြအရင်လောက်ကဘာဖြစ်လို့ထွက်ခဲ့တာလဲအဲ့ဒါတွေကိုအကုန်လုံးအသေးစိတ်ဖြေပုံဖြေနည်း framework ဒီခေါင်းထဲကိုရိုက်သွင်းပေးထားပါဆိုရင်ကျွန်တော်ကို comment မှာရှင်းခဲ့ပြီကျွန်တော်အဲ့ဒါနဲ့ပတ်သက်တဲ့ video လေးလုပ်ပေးမယ်အဲ့တော့ဒီ video အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် interview တွေအများကြီးအောင်မြင်ပြီးတော့လုပ်တွေအများကြီးရကြပါစေ